လေးဆွဲပြီးတော့မှကျွန်တော်တို့ကတို့တို့ရဲ့ fault တဲကိုတစ်ချက်ဝင်ရမှာဖြစ်ပါတယ်ဗျာနော်ဒီမှာ fault တဲကိုဝင်ရမှာကျွန်တော်တို့ဒီမှာ general message map တဲကိုဝင်လိုက်ပါဒီဖုန်းတစ်လုံးတစ်လုံးနဲ့ရနေပြီးတော့မှဖုန်း setting တွေကမတူညီတာဖြစ်တဲ့တော့ကိုဒီနေရာမှာလွဲကောင်းလွဲနိုင်ပါတယ်ဗျာမိတ်ဆွေတို့အနေနဲ့ language ကကီးဘုတ်ကိုအရင်ဆုံးရှားပြီးတော့မှဝင်ပြီးတော့ရှင်းပြရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ Samsung ဖုန်းဖြစ်တဲ့တော့ကို Samsung ဖုန်းနဲ့ကိုင်ဆောင်တားလိုက်တူတန်းတော့တူညီပါလိမ့်မယ်ဗျာ ဒီမှာဆိုလို့ရှိရင်နှိပ်လိုက်ပြီးနှိပ်ပြီးသွားပြီးဆိုတာနဲ့ကျွန်တော်ဒီနေရာမှာဆိုလို့ရှိရင်တော့ဖောက်တွေကိုအရင်ဆုံးချင်းပေးရမှာဖြစ်ပါတယ်ဒီမှာတစ်ချက်သွားပြီးတော့နှိပ်လိုက်မယ်နှိပ်ပြီးလိုက်ဆိုရင်ဒီအောက်ကဂျီဘုတ် setting တော့ကိုတစ်ချက်ဝင်လိုက်မယ်ဒီနေရာမှာဆိုလို့ရှိရင်တော့ဒီ setting တွေကနေပြီးတော့လည်းသွားပြီးတော့ဂျီဘုတ် setting ကိုသွားပြီးတော့ချိန်လို့ရပါတယ်ဗျအဲဒီလိုမျိုးချိန်ပြီးသွားပြီးဆိုလို့ရှိရင်တော့ဒီနေရာမှာနောက်ထပ်တစ်ခုမဲ့ဆွေလိုနေနဲ့မှားနေတဲ့တစ်ခုလေးရှိပါတယ်ဗျအဲ့ကောင်လေးကိုကျွန်တော်အရင်ဆုံးထောက်ပြခြင်းလို့ကျွန်တော်ဒီဂျီဘုတ် ဒီ setting တွေတော့ကိုဒီဖုန်းရဲ့ setting တွေတော့ကိုတစ်ချက်ဝင်ပြပေးတာဖြစ်ပါတယ်ဗျာဟုတ်ကဲ့ Gvoke setting လေးကိုချိန်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကကျော်တို့ရဲ့ဖုန်းတက်ဆိုင်ရာဖုန်းပေါ့တချို့ကြတော့ဆန်ဆောင်နေကြတယ်တချို့ကြတော့ media ကြတယ်ဒီနေရာမှာကဒီ Gvoke ကကျော်တို့က Oppo လို့ Vivo လို့မှာကျော် setting တွေတွားပြီးလဲချိန်လို့မရတယ်လို့ဒီ Gvoke ကိုအသုံးပြုလို့မရသေးပါဘူးဗျာတချို့ brand မြင့်တဲ့ဖုန်းတွေမှာ Vivo ဆိုလို့ရှိရင် Vivo ဖုန်းဈေးကြီးတန်းနေ ဖုန်း brand မြင့်တဲ့ဖုန်းနေမှာဆိုလို့ရှိရင်တော့ရာကောင်းရနိုင်ပါလိမ့်မယ်ဗျဒီ setting တွေကိုတစ်ချက် ဖုန်း setting တွေကိုဝင်ပြီးသွားပြီဆိုလို့ရှိရင်ဒီအောက်ဆုံးကကျော်တို့ keyboard list and w ဆိုတဲ့ဟာတွေကိုတစ်ချက်ဆက်ပြီးတော့ဝင်ပေးလိုက်ပါဝင်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီနေရာမှာဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့ဒီ keyboard ကိုမတုံးသေးတဲ့သူအတွက်ဆိုလို့ရှိရင်တော့ဒီနေရာမှာကျော်တို့ဒီကောင်ကဒီ keyboard ကပိတ်ကောင်းပိတ်နေနိုင်ပါလိမ့်ဗျပိတ်နေတယ်ဆိုလို့ရှိရင်တော့ဒီနေရာမှာပြောပြီးတော့မှဖွင့်ပေးလိုက်ပါ ဒီနေရာမှာကျွန်တော်ပိတ်လိုက်ပြီဒီလိုမျိုးပိတ်နေတဲ့ဆိုလို့ရှိရင်တော့ဒီကောင်လေးကိုဖွင့်ပေးလိုက်ပါဖွင့်ပြီးလိုက်ဒီမှာ okay လေးလောက်လိုက်ပါလောက်လိုက်ပြီဆိုတာနဲ့အပေါ်ဆုံးမှာကျွန်တော်တို့က ီ debut skill vote ဆိုအောင်ရှိပါတယ်ဗျအပေါ်ဆုံးကကျွန်တော်ဝိုင်းပြတဲ့ဟာလေးကိုတစ်ချက်ဝင်ပေးလိုက်ပါဝင်ပြီးလိုက်ပြီးဆိုလို့ရှိရင်တော့ဒီနေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့ကစာရိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က G vote သုံးမယ်ဆိုလို့ရှိရင်တော့ G vote ကိုရေးပေးလိုက်ပါရွေးပေးလိုက်ပါတကယ်လို့မှ G vote မသုံးဆိုလို့ရှိရင်တော့ကျွန်တော်ဖုန်းကဆန်ဆောင်ဖြစ်တဲ့တို့ကို Samsung keyboard ကိုရွေးပေးလိုက်ပါကျွန်တော်ကတော့ G vote ကိုအသုံးပြုမှဖြစ်တဲ့တို့ကိုကျွန်တော် G vote ကိုဆက်ပြီးတော့ ရွေးပေးလိုက်ပါမယ်ဗျ။ရွေးပေးလိုက်ပြီဆိုလို့ရှင်တော့ကျွန်တော်တို့က setting ဘိုင်းနေရာစာဖုန်း setting နေကျွန်တော်တို့ gvo setting နေရာစာချိန်ပြီးသွားပြီပဲဖြစ်ပါတယ်ဗျ။ကျွန်တော်တို့ချိန်ပြီးသွားပြီဆိုလို့ရှင်တော့တခြားလူနဲ့ကျွန်တော်တို့စကားပြောလုံးမယ်ဆိုလို့ရှင်တော့ကျွန်တော်တို့အရင်ဆုံး viber လေးတော့ကိုတစ်ချက်ဝင်လိုက်မယ်။ fiber လေးတော့ကိုတစ်ချက်ဝင်လိုက်မယ်ဗျဝင်ပြီးသားဆိုလို့ရှိရင်တော့ဒီနေရာမှာကျွန်တော်စာပို့လို့မယ်ဆိုလို့ရှိရင်ဒီနေရာမှာကျွန်တော်ကမြန်မာလိုပဲမနေကောင်းလာလို့ကျွန်တော်ရေးလိုက်မယ်ဆိုလို့ရှိရင်ဒီမှာ နေကောင်းလာလို့ဟိုဘက်မှာဒီမြန်မာလိုပဲသွားပေါ်တာလေကျွန်တော်ကမြန်မာလိုမပေါ်စင်ချင်ဘူးတခြားလူကျွန်တော်ပို့လိုက်တဲ့လူကျွန်တော်ဘက်ကမြန်မာလိုရေးပေမဲ့တခြားဟိုဘက်မှာပေါ်မယ်ဆိုလို့ရှိရင်မြန်မာလိုမပေါ်စင်ချင်ဘူးတကယ်လို့မှမြန်မာမြန်မာလိုမပေါ်စင်ချင်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီနေရာမှာဒီပြောင်းပေးရမှာဖြစ်ပါတယ်ဗျတကယ်ပြောင်းပေးလိုက်မယ်ဆိုလို့ရှိရင်တော့ဒီအောက်ကဒီမှာကျွန်တော်ဝိုင်းပြထားတဲ့အနီလေးနဲ့ဝိုင်းပြထားတဲ့ဟာတွေကိုတစ်ချက်ရွေးပြလိုက်ပါဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးသားပြီဆိုလို့ရှိရင်တော့ဒီနေရာမှာကျွန်တော်တို့က ဒီဘာသာပြန်ရန်စွာကိုရှိပါတယ်ဗျအဲ့ကောင်လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပါအဲနှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျော်လို့ကခြေဆုံးမှာမြန်မာထားပေးရမယ်ဗျာဘာလို့လဲဆိုတော့ကျွန်တော်တို့ကမြန်မာရေးမှာကိုကျွန်တော်တို့ကမြန်မာစာနဲ့ပဲရေးမှာဖြစ်တယ်လို့မြန်မာစာထားပေးပါထားပြီးသားဆိုလို့ရှိရင်တော့ကျွန်တော်တို့ကတခြားလူကိုအင်္ဂလိပ်လိုပေါ်စေခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီနောက်ဆုံးမှာအင်္ဂလိပ်လိုရေးပေးလိုက်ပါဒီနေရာမှာကျွန်တော်တို့ကအင်္ဂလိပ်စာလေးကိုနှိပ်လိုက်တာနဲ့မိတ်ဆွေတို့အနေနဲ့ဘာဘာသာစကားကိုဟိုဘက်ကိုကြောက်စေခြင်းတာလဲဆိုတော့ကိုဒီနေရာမှာရွေးလို့ရပါတယ်ဗျာကျွန်တော်ကတော့ အရင်ဆုံးအင်္ဂလိပ်လိုနဲ့အရင်ဆုံးရွေးပြပေးသွားမှာဖြစ်ပါတယ်ပို့ပေးမှာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်တော့နေကောင်းလာလို့တစ်ချက်ရေးလိုက်ပါမယ်ဗျအဲနေကောင်းလာရေးလိုက်ပြီဆိုလို့ရှိရင်တော့ဒီနေရာမှာဒီကောင်လေးကိုဒီနောက်ကဟာလေးကိုနှိပ်လိုက်ပါအဲနေကောင်းလာပြရခြင်းဒီမှာဟောင်းအာယူလို့ပို့ပေးတာမျိုးဖြစ်ပါတယ်ဗျဒီမှာဆိုလို့ရှိရင်ကျွန်တော်စားပြီးပြီလားလို့ရေးလိုက်မယ်ဗျနော်တက်စားပြီးလားလို့မရေးဘူးကျွန်တော်အိတ်နေပြီလားလို့ရေးလိုက်မယ် အင်းနီဗီလာလို့ရေးလိုက်တာနဲ့ဒီမှာကျွန်တော်တို့ကအင်္ဂလိပ်လူမျိုးပြောင်းလာတာဖြစ်တဲ့တော့ကျွန်တော်ဒီမှာအင်္ဂလိပ်လူမျိုးတခြားတယောက်ကိုတွားပြီးရောပို့ဆောင်ပေးมาဖြစ်ပါတယ်ဗျဒီမှာဆိုလို့ရှိရင်အင်္ဂလိပ်လူရေးလိုက်တာနဲ့ကျွန်တော်အင်္ဂလိပ်လူတွားပြီးရောပေါ်มาဖြစ်ပါတယ်တကယ်လို့မှာတခြားလူတယောက်ကိုကျွန်တော်ကအင်္ဂလိပ်လူမပေါ်စေချင်ထိုင်းလူပဲပေါ်စေချင်တယ်ဆိုလို့ရှိရင်လည်းဒီမှာကျွန်တော်တို့ကနေကောင်းလာလို့တစ်ချက်ရေးလိုက်ပါနေကောင်းလာလို့ရေးလိုက်တာနဲ့ကျွန်တော်ဒီနေရာမှာ ိုင်းဘာသာစကားနဲ့ပေါ်မှာဖြစ်ပါလေဗျာ။ဘာလို့လဲဆိုတော့ထိုင်းဘာသာစကားနဲ့ဘာဖြစ်လို့ပေါ်တာလဲဆိုလို့ရှိရင်တော့ထိုင်းစကားနဲ့ကျွန်တော်တို့ကပြောင်းထားလို့ပဲဖြစ်ပါလေဗျာ။ဒီဟာဆိုလို့ရှိရင်တော့ဘာထိုင်းဘာသာစကားနဲ့ပို့လိုက်မယ်ဆိုလို့ရှိရင်ထိုင်းဘာသာစကားနဲ့ပို့လိုက်ပါမယ်ဗျာ။ဒီလိုမျိုးတွေနဲ့ပဲတခြားတယောက်ကနေပြီးပို့လို့ရမယ်။တခြားတယောက်ကနေပြီးတော့မှဒီလိုမျိုးဘာသာစကားနဲ့ပို့လာပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီဘာသာစကားတွေကိုတို့ဒီဘာသာစကားတွေကိုကျွန်တော်တို့က တခြားတယောက်ကနေပို့လာယူဆိုလို့ရှိရင်ကျွန်တော်တို့ကအင်္ဂလိပ်လူမျိုးဘလိုမျိုးသွားကြည့်ရမလဲအဲအင်္ဂလိပ်လူမျိုးကျွန်တော်တို့ကအင်္ဂလိပ်စကားတတ်တဲ့ဆိုလို့ရှိရင်အင်္ဂလိပ်လူမျိုးသွားပြီးကြည့်ကျင်တယ်ဒါမှမဟုတ်ဘဲနဲ့မြန်မာလိုပြန်ကြည့်ကျင်တယ်ဆိုလို့ရှိရင်ဘလိုမျိုးပြန်ကြည့်လို့ရတယ်ဆိုတာကိုလည်းကျွန်တော်ဆက်ပြီးတော့ပြောပြပေးသွားမယ်မျှဝေပေးသွားမယ်ဒီနေရာမှာဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာအင်္ဂလိပ်လူလေးရောပို့တာရောမြန်မာလိုပို့တာရောဂျပန်လိုပို့တာရောဆိုဂျပန်လိုတစ်ချက်ပို့ပေးသွားမယ်ဒီမှာဆိုလို့ရှိရင်ဒီအားလေးကိုနှိပ်လိုက်မယ်နှိပ်လိုက်ပြီးဘာသာစကားကိုရေးလိုက်မယ်ဒီနေရာမှာကျွန်တော်တို့က ဂျပန်လို့ရိုက်လိုက်မယ်ရိုက်လိုက်တာနဲ့ဒီမှာကျွန်တော်တို့ကနေကောင်းလာလို့တစ်ချက်ပြန်ပို့လိုက်မယ်နောက်ထပ် A နေပြီလားပြန်ပို့လိုက်မယ် A နေပြီလားလို့ပြန်ပို့လိုက်မယ်အဲ့ဒါပြင်ပို့လိုက်ပါမယ်ပို့လိုက်လို့ရှင်เนาะဒီမှာဆိုလို့ရှင်เนาะဂျပန်လို့ပေါ်လာတာမျိုးပဲဖြစ်ပါတယ်ဗျာဒီစာရေကိုကျွန်တော်တို့ကအင်္ဂလိပ်လူမျိုးအဲမြန်မာလူမျိုးပြန်ပေါ်အောင်ဘယ်လိုမျိုးပြန်ကြည့်လို့ရတခြားလူကကျွန်တော်တို့ဥပမာဒီစာကိုကျွန်တော်တို့ကဒီမဖတ်တတ်ဘူးပဲထားပါတော့ ဒီမြန်မာလူပဲဖတ်တတ်တယ်ဒါမဲ့သူပို့လိုက်တဲ့ဟာကဂျပန်လူပဲပို့လာတယ်ထိုင်းလူပဲပို့လာတယ်ဘယ်လိုမျိုးပြန်ပြီးတော့ကြည့်လို့ရတယ်လဲဆိုတာကိုလည်းကျွန်တော်ယခုပြောပြပေးသွားမယ်ဒီဟာရောဘယ်လိုမျိုးကြည့်မလဲဆိုလို့ရှိရင်တော့နောက်ထပ်ဒီလမ်းဆိုတာကိုရှိပါတယ်ဗျာကျွန်တော်ပထမဆုံးရှေ့ပိုင်းမှာတော့ကဒီလမ်းရဲ့ keybook ကကျွန်တော်တို့ gbook ကတောင်းခိုင်းတာမျိုးရှိပါတယ်ဗျအဲ့ဒါကိုကျွန်တော်တို့ကလမ်းနဲ့ပဲတွားပြီးတော့ကြည့်မှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့ကလမ်းကိုတွားပြီးတော့ဝင်လိုက်ပါမယ်ဗျာ lens ကိုတွားကြည့်တော့မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီကောင်လေးကိုကျွန်တော်တို့ကကျွန်တော်တို့တည်ကျင်တဲ့အကြောင်းအရာလေးကိုကျွန်တော် screen shot ရိုက်လိုက်ပါရိုက်ထားပြီးသွားပြီဆိုလို့ရှိရင်တော့ခုနက lens ကိုကြည့်ရမှာဖြစ်ပါတယ်ဗျာ lens ဆိုတော့ကျွန်တော်ကတော့ဒီမှာအပေါ်မှာ light ရှာလိုက်မယ် le ns lens lens လို့ရိုက်လိုက်တာနဲ့ဒီနေရာမှာကျွန်တော်တို့က lens လို့ပေါ်တာများမျိုးပဲဖြစ်ပါတယ်ဗျာဒီ lens ကိုတစ်ချက်နှိပ်လိုက်ပါဒီ lens ကိုနှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီနေရာမှာကျွန်တော်တို့က translate နဲ့တွားကြည့်မှာဖြစ်တဲ့တော့ကိုဒီနေရာမှာကျွန်တော်တို့ကတပ်ပုံတွေကိုရွေးလို့ရပါမျိုးပဲဖြစ်ပါတယ်ဗျာကျွန်တော်ခုနကကျွန်တော်တည်ကျင်တဲ့အကြောင်းအရာတွေကိုကျွန်တော်ကတပ်ပုံတွေကိုစကုံရှော့ရိုက်တာတာမျိုးပဲရှိပါတယ်အိုက်ကောင်တွေကိုတစ်ချက်နှိပ်လိုက်ပါနှိပ်လိုက်တာနဲ့ဒီနေရာမှာကျွန်တော်တို့က translate ဆိုတာကိုရှိပါတယ်ဗျာအိုက်ကောင်လေးကိုကျွန်တော်တို့ကတစ်ချက်နှိပ်လိုက်ပါနှိပ်လိုက်တာနဲ့ဒီမှာကျွန်တော်တို့ရောကြည့်လို့ရပါတယ်ဗျာဒီနေရာမှာကြည့်လို့ရပါတယ်ဗျာနော်ဒီမှာဆိုလို့ရှိရင်တော့ဒီမှာကျော်လို့ရဲ့ဂျပန်စာတွေ ကျွန်တော်တို့ရဲ့ထိုင်းစာရေးဒီမှာအင်္ဂလိပ်လူမျိုးတွားပြီးတော့ပေါ်ရမှာပဲဖြစ်ပါတယ်ဗျတကယ်လို့မှာအင်္ဂလိပ်လူမျိုးမပေါ်ခဲ့ဘူးဆိုလို့ရှိရင်တော့ဒီနေရာမှာတွားပြီးတော့ပြောင်းလို့ရတာမျိုးပဲဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ကနိုင်ငံဒီကျွန်တော်မြန်မာဆိုလို့ရှိရင်မြန်မာဒီအင်္ဂလိပ်လူမျိုးကြည့်ကျင်နေဆိုလို့ရှိရင်တော့အင်္ဂလိပ်လူမျိုးရေးလိုက်တာနဲ့ကျွန်တော်ကဒီမှာတွားပြီးတော့ချိန်တွားမှာပဲဖြစ်ပါတယ်ဗျဒီနေရာမှာနောက်ထပ်မတည်သေးရဘူးဆိုလို့ရှိရင်တော့ကျွန်တော်ဒီနေရာမှာအပေါ်မှာအင်္ဂလိပ်လူမျိုးရိုက်လိုက်လို့ရတယ် ਈ အန်ဂျီ ်အင်္ဂလိပ်လိုမျိုးကြည့်ကျင်တယ်ဒီမှာလောက်လိုက်မယ်လောက်လိုက်ဆိုရင်ဒီမှာအင်္ဂလိပ်စာရေးပဲပေါ်နေတယ်ဒီအင်္ဂလိပ်စာရေးကိုကျွန်တော်တို့ကမြန်မာလိုဘလိုမျိုးကြည့်လို့ရတယ်ဒီကောင်ကိုကျွန်တော်တစ်ချက်ဒီကောင်လေးကိုကျွန်တော်တို့ကအရင်ဆုံးစကွန်ရှော့ရိုက်လိုက်ပြနော်ဒီစာရေးကိုကျွန်တော်တို့အရင်ဆုံးဒီမှာဆိုလို့ရှိရင်ဒီစာကျွန်တော်လည်းမဖတ်တတ်ဘူးမိတ်ဆွေတို့ဖတ်တတ်တဲ့လူလည်းဖတ်အာဖတ်တတ်တဲ့လူကြတော့လည်းတီးလိမ့်မယ်ကျွန်တော်တို့ကတော့ဝင်လင်းဆုံးပြောရလို့ရှိရင်မဖတ်တတ်ဘူးမဖတ်တတ်ဘူးဖြစ်တဲ့အတွက်ကိုကျွန်တော်ဒီစာကိုကျွန်တော်ကစကွန်ရှော့ရိုက်လိုက်မယ် စကုံလျှော့အရင်ဆုံးရိုက်လိုက်ပါဗျဒီကောင်ကိုကျွန်တော်တို့ကစကုံလျှော့ရိုက်ပြီးသွားပြီဆိုလို့ရှိရင်တော့ခုနကတော့ဂျီဘုတ်တက်ကိုအရင်ဆုံးဝင်လိုက်ပါဒီမှာကျွန်တော်ကတော့ဒီမှာ Google Translate နဲ့ထွက်ထားတာဖြစ်တဲ့ကိုဒီကောင်လေးကိုနှိပ်လိုက်မယ်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ခုနကစကုံလျှော့ရိုက်တာလက်ပုံလေးကိုကျွန်တော်တို့ကဒီမှာရွေးလိုက်ပါဒီကောင်လေးကိုနှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီနေရာမှာကျွန်တော်တို့က Translate နဲ့သွားကြည့်လိုက်မယ်ဒီဟာလေးကိုနှိပ်လိုက်မယ်နှိပ်လိုက်လို့ရှိရင်တော့ဒီမှာကျွန်တော်တို့မြန်မာလိုကြီးကြည့်လို့ရတာမျိုးပဲဖြစ်ပါတယ်ဗျာ အရက်ဆိုမိတ်ဆွေလိုအနေနဲ့ဒီဗီဒီယိုကိုကြည့်ပြီးတော့မှမြန်မာလိုလည်းမြန်မာလိုပဲတတ်တယ်ကျောအင်္ဂလိပ်လိုလည်းမကြည့်တတ်ဘူးအဲထိုင်းလိုလည်းနားမလည်ဘူးတကယ်လို့မှ online ပေါ်နေပြီးပစ္စည်းတွေမှားတာအစဒီလေ့လာတာအစကျွန်တော်တို့တခြားအကြောင်းအရာတွေဘူးလူတာတွေလေ့လာတာအစကျောမြန်မာလိုဘယ်လိုမျိုး translate နဲ့ကြည့်လို့ရတယ်ဆိုတာကိုဒီဗီဒီယိုမှာပြန်လည်ပြီးတော့ sharing လုပ်ပေးသားတာမျိုးပဲဖြစ်ပါတယ်ဗျဒီဗီဒီယိုကိုကျွန်တော်တို့အစာဆုံးလေးကြည့်ပြီးလဲအတွက်အားလုံးကို ราတို့ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာဒီနိပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဘဝဒုဒ္ဒတွေတွေကိုပြန်လဲပြီးတော့ကျွန်တော်ရဲ့ THA ဘရော YouTube Channel မှာနေ့စဉ်နဲ့အများပြန်လဲပြီးတော့ share win လုပ်ပေးသွားမှာဖြစ်ပါတယ်ဗျဒီဗီဒီယိုကိုကျွန်တော်တို့ကြည့်ပြီးတော့မှမိတ်ဆွေတို့အနေနဲ့အဆင်ပြေကြပါလိမ့်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်